င်္ဂလာပါရှင်2025ခုနှစ်မတ်လ23ရက်နေ့ရဲ့နေ့လည်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဂန်ဂောကနန်းခါရွာစေကံဘုံကျဲခံရပြီးတဦးသေဆုံးခဲ့ပါရဲ့ရှင်။ဝါရှင်တန် DC ရောက်မြန်မာမိသားစုနဲ့ကိုထိန်လင်းတွေ့ဆုံချိန်မှာအာဂျီတီးနာရန်ကိစ္စကအထင်မြင်လွဲမှုဖြစ်တယ်လို့ပြောပါရယ်။ကြိုက်ထုံမျိုးနဲ့ခရွဲရွာဘုံကြီးကြောင်ကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုမှာ တန်ခါတော်တပားပြန်လုံတော်မူပြီးနှစ်ပါးထိခိုက်ဒဏ်ရာရရှိကဘုံညင်းကြောင့်လည်းပြက်စီသွားတယ်လို့ဆိုပါရယ်လင်းနစ်တာတွင် တော်လန်ရေးအတွက်အရေးကြီးတဲ့ရလတ်သုံးခုကို ဖော်ဆောင်နိုင်ခဲ့ပြီလို့ NUG ကာဝယ်ရေးဝန်ကြီးကအသိပေးပါရယ်ရှင်ပြည်ရင်းငြိမ်းချမ်းရေးတည်ဆောက်နေစဉ်ပြည်ပနိုင်ငံတွေရဲ့ဆွတ်ဖတ်မှုကြောင့်တိုင်းပြည်တည်ငြိမ်ဖို့ခက်ခဲနေတယ်လို့မင်းအောင်လိုင်းကပြောပါရယ်ရှင်ဒီသတင်းလေးနဲ့အတူဒီကနေ့နေ့လည်ခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းကံကောမြို့နယ်နန်းခါရွာကစေကံတစ်ခုကိုမတ်လ22ရက်နေ့မှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား12ဦးသေဆုံးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဆရာဝန်မိသားစု3ဦးနဲ့စေကံလာပြတဲ့အရက်သား10ဦးသေဆုံးခဲ့ပြီးနောက်ထပ်6ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ကျွန်တော်တို့အလောင်း7လောင်းတွေ့တယ်။အဲ့ဒီထဲမှာကလေး9ယောက်ပါတယ်။အလုံးကအရက်သားတွေကြီးပဲ။ နက်၈နာရီကျော်လောက်မှာပုံကျဲသွားတာတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီကအခုလိုတိုက်ခိုက်ခဲ့တာလို့ပြောပါရယ်။တေဆုံထိခိုက်သူတွေရဲ့အသေးစိတ်အချက်လက်ကိုတော့ဒီမပြူနိုင်သေးပါဘူးရှင်။စစ်ကောင်စီဟာမတ်လ18ရက်နေ့ကစလို့ဂံကောမြို့နယ်အတွင်းကျေးရွာတွေကိုနမ်းမြေရှင်းလင်းရေးလုပ်နေတာကြောင့်အနောက်ဂံကောရွာ၊ပဒောက်ကုံရွာ၊လုံကြုံရွာတွေအပါအဝင်အနီးအနားရွာတွေကဒေသခံ၄000နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ RFA ပြုစုထားတဲ့စာရင်းတွေအရ အာနာသိန်းချိန်ကနေ2025မတ်လ22ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်နိုင်ငံတော်မှာအရက်သား3554ဦးသေဆုံးပြီး9064ဦးဒဏ်ရာရရှိခဲ့ပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာဂျီတီးနားတရားရုံးကဖိုင်ရန်ထုတ်တဲ့ကိစ္စဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အထင်မြင်လွဲမှားမှုသာဖြစ်ပြီးကူညီဖြည့်ရှင်းပေးဖို့နိုင်ငံတကာမီဒီယာတွေမှာတာဝန်ရှိတယ်လို့ ။ဒါဖြစ်သူခင်အရစ်ကိုကိုထိန်လင်းကပြောပါတယ်။အဲ့ဒီမိကုံးကရှေလျားလွန်းနဲ့ဘာလို့လဲဆိုတော့အဖေကလည်းရှေလျားကျေပြန်လို့ပါ။ရိုဟင်ဂျာအရေးမှာစစ်တပ်နဲ့ပတ်သက်လို့ကျွန်တော်အမေကိုလူတွေကအမြင်လွဲခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နိုင်ငံကမီဒီယာတွေဟာကျွန်တော်အမေနဲ့ပတ်သက်ပြီးလိညာဖော်ပြမှုတွေအတွက်တာဝန်ယူဖို့လိုအပ်ပါတယ်။လူတွေအများအပေါ်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတက်ရောက်မှုတွေအများကြီးရှိခဲ့တာထင်ပါတယ်။ ဒါပေမဲ့သူတို့ကတိတ်ဆိတ်နေခဲ့ပါတယ်လို့ကိုထိန်လင်းကပြောပါတယ်ရှင်။ဆက်လက်ပြီးမွန်ပြည်နယ်တိုက်ချိုမြို့နယ်ခရွေရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာတန်ဃာရော်တပါးပြန်လုံတော်မူပြီးနှစ်ပါးထိခိုက်ဒဏ်ရာရရှိကဖုန်ကြီးကျောင်းလည်းပြက်စီသွားကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ21ရက်နေ့နနက်9:30မိနစ်အချိန်ဝေါ်မြို့နယ်လေပတ်ရွာမှာအခြေချတက်ဆွဲထားတဲ့အကြံဖတ်စစ်ရှုံးကောင်စီတပ်က KNU ကရင်အမျိုးသားအစည်းအရုံးကော်တူလေးအုပ်ချုပ်နယ်မြေဒူတထူခရိုင်ကြိုက်ထုံမြို့နယ်ခရွဲရွာအုပ်စုခရွဲရွာမြောက်ပိုင်းရှိဘုံကြီးကျောင်းကို လက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့လိုပစ်ခတ်တိုက်ခိုက်မှုကြောင့်ဘုံကျောင်းအမိုးပေါ်ကိုလက်နက်ကြီးကြောက်ပောက်ကွဲခဲ့ပြီးဥပစင်တပါပြန်လုံတော်မူကနှစ်ပါလက်နက်ကြီးကြီစထိမှန်တရားရရှိခဲ့ပြီးဘုံကျောင်းအဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်အာနာသိန်းအကြံဖတ်စစ်ရှုံးကောင်စီက ယခုအခါလေချောင်းဖြစ်တော်၎င်းလက်နက်ကြီးဖြစ်တော်၎င်းသာသနာနှင်မြေတွေကိုကျိန်ဖန်များစွာတိုက်ခိုက်၍အလွန်ဆက်ဆုပ်ဖွယ်ရာလောက်ရက်တွေကိုကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာရင်းလေးနှစ်တာအတွင်းအရေးကြီးတဲ့အရလတ်သုံးခုကိုဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောပါရယ်။အဓိကအဖြစ်စစ်ရေးလှုပ်ရှားနိုင်စွမ်းမှာယာနှုံးပြဖော်ဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ဦးရီမွန်က ်မတ်လ22ရက်နေ့ကပြုလုပ်တဲ့ကဘော်ညီနောင်ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာထက်သွင်းပြောကြားလိုက်တာပါကျွန်တော်တို့ဒေါ်လာရေဘလောက်ရောက်နေပြီလဲလို့ပြန်ကြည့်တဲ့အခါဒီကနေ့အထိဆိုရင်အရေးကြီးတဲ့ရလတ်သုံးခုလက်ဝယ်ရရှိထားပြီးဒီလိုသုံးသပ်ပါတယ်ပထမရလတ်ကတော့ပြည်သူ့ကာကွယ်ရေးတမရော်တစ်ခုကိုပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့အတူခိုင်ခိုင်မာမာထူထောင်ရပ်တည်နိုင်လာတဲ့အချက်ပါအရင်လိုကျွန်တော်တို့ပြည်သူတွေချီးမဲ့လက်မှတ်မဟုတ်တော့ဘူးလို့ဥယျာဉ်မှုကဆိုပါတယ် ဒုတိယရလန်အနေနဲ့တော့တော်လန်ရေးအဖွဲ့ရရဲ့စိုးမိုးထိန်ချုပ်နယ်မြေနဲ့လွတ်မြောက်နယ်မြေတွေတနိုင်ကလုံးအတိုင်းအတာနဲ့အနက်အပြားပေါ်ပေါက်လာပြီလို့ဥယျာဉ်မှကပြောပါတယ်။တတိယရလန်ကတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုချက်သိမ်းပြီးပြည်သူ့အုပ်ချုပ်ရေးရန်တရာထူထောင်လှည့်ပတ်လာနိုင်ပြီလို့ဥယျာဉ်မှကအတည်ပြုထားပါတယ်။ဒီလိုရလတ်တွေဖော်ဆောင်နိုင်ဖို့အသက်သွေးချွေးမြောက်များစွာ ပေးဆက်ခဲ့ရပြီးတနိုင်ကလုံးအနက်မှာအခုလိုဂျီမန်ချက်တွေအကောင့်တွေပေါ်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းဆိုပါတယ်။2024နှစ်ကုန်ပိုင်းလောက်မှာမြို့သားညီညွတ်ရေးအစိုးရဟာအုပ်ချုပ်ရေးရန်တရားတွေလက်ပတ်နိုင်တဲ့စကိုင်းတိုင်းမှာရုံထိုင်ပြီးစီမံအုပ်ချုပ်မယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါသေးတယ်ရှင်။ဒီကနေ့နေ့လည်ခင်းရနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်ရင်းငင်းချမ်းရေးကိုကျိုးစားတည်ဆောက်နေစဉ်ပြည်ပရဲ့ဆွတ်ဖော်မှုတွေကြောင့်တိုင်းပြည်ကတည်ငြိမ်အေးချမ်းဖို့ခက်ခဲနေတယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။လက်ရှိလက်နက်ကင်ပရီပတ်ခါတွေက ပြည်ပရဲ့ဖိအားပေးမှုတွေကြောင့်ဆက်ပြီးရှိနေတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။နေပြည်တော်မှာပြုတ်လုတဲ့2025အလွန်မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေတွေအကြောင်းဆွေးနွေးပွဲမှာအာနာသိန်းစစ်ကောင်းဆောင်ကထည့်သွင်းပြောကြားခဲ့တာပါ။ပြည်ပခါတွေကြောင့်နိုင်ငံဟာဖွံ့ဖြိုးတိုးတက်မှုနှောက်ကြားခဲ့တယ်လို့စည်းလုံးမှုမရှိရင်ဘယ်နိုင်ငံရေးစနစ်မှစိတ်ချမ်းသာမှုပေးနိုင်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ဘခုဝင်ရိုးခကြည့်မှာပါဝါအွေတွေ ဖြစ်ပေါ်ပြောင်းလဲမှုညံဆန်တဲ့အတွက်ပြည်တွင်းတည်ငြိမ်ရေးဟာအကြီးကကြပြီးတည်င်းအတူတည်င်းမားတွေတိုက်ဖြတ်ဖို့လိုပြီးမီဒီယာအတက်ပညာတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့နိုင်ငံခြားဩဇာအရှိန်တက်ရောက်ရေးစ조사နေမှုတွေအပေါ်ကိုလည်းတံပြန်ဆောင်ရွက်ဖို့လိုတယ်လို့မင်းအောင်လိုင်းကပြောပါတယ်။နိုင်ငံတကာဆက်ဆံရေးမှာအင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုပုံစံတွေလည်းပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်တယ်လို့ ဒေတာတွင်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍလည်းပိုအေးပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတကာရဲ့ပိတ်ဆို့တံခါမှုတွေကြောင့်တရုတ်နဲ့ရုရှားကိုသာအားကိုးနေရတဲ့စစ်ရှုံးကောင်စီကမိဖက်နိုင်ငံတွေများများရှိရမယ်လို့ထက်သွင်းပြောကြားလာတာလည်းဖြစ်ပါတယ်။မင်းအောင်လိုင်ဟာတိုင်းရင်းသားအင်အားစုတွေနဲ့တော်လန်ရေးတပ်တွေကိုအနောက်နိုင်ငံတွေနဲ့နိုင်ငံတချို့ကထောက်ပံ့ပေးနေလို့တိုင်းပြည်ကအနေရကြရောက်ခဲ့ရတယ်လို့မကြာခဏထုတ်ဖော်ဆွဆွဲပြောကြားခဲ့ပူပါရဲ့ရှင်။ ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်